ဒိမတ်မှာဆွစ်ဇာလန်တို့ပြင်သင်းလာတဲ့လေယာဉ်ဖြစ်ကြပြီးလူသုံးဦးသေဆုံးလေယာဉ်တစ်စင်းလုံးမီးလောင်ပျက်စီဆွစ်ဇာလန်နိုင်ငံမှာမတ်လ18ရက်ညနေပိုင်းကဒိမတ်မှာအပြင်ခင်းစင်အဖြစ်ဆင်းသက်လာတဲ့အသေးစားလေယာဉ်တစ်စင်းပြက်ကျခဲ့ရမှာလူသုံးဦးသေဆုံးခဲ့တယ်လို့ယုံကြည်ရကြောင်းနိုင်ငံရဲ့အရှိပိုင်းခရော့ဗဒန်ရဲ့တပ်ဖွဲ့ကမတ်လ18ရက်မနေ့ကသတင်းထုတ်ပြန်ခဲ့ပါတယ် အစိုးရလည်းရင်ပြကြမှုမှာတည်ဆုံးသူတွေဟာဘယ်သူဘဲဝါမှခွဲခြားဖော်ထုတ်နိုင်ခြင်းမရှိသေးကြောင်းလိုက်ပါစင်းနေလာသူအားလုံးတည်ဆုံးပြီးလို့ယူဆရကြောင်းရေးသတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်အဲဒီလေဟာဒိမတ်နိုင်ငံကိုမတ်လ23ရက်ကဆင်းသက်ခဲ့တာဖြစ်ပြီးဆွစ်ဇာလန်နိုင်ငံတို့ပြန်လာစဉ်အခုလို ပြတ်သွားခဲ့တာလို့သိရပါတယ်။ လက်ဖန်းချံကျေးရွာရဲ့အမြောက်ဘက်ကြားဆောင်လူနေထူထပ်တဲ့ဒေသမှာပြက်ကျခဲ့တာဖြစ်ပြီးလင်းရင်သစင်လုံးလုံးဝမိလောင်ပျက်စီးသွားကြောင်းစစ်ရဲတပ်ဖွဲ့ကအသိပြုထားပါတယ်။မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။